တင်ဆက်တာအနုကံဟောတိဆာယဝနာပါယိနီကိုလို့တဲ့ကံသေးတာလင်းအရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကို အမြဲတမ်းနှလုံးသွင်းစင်ကြည့်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းသဗ္ဗိတတ္တကမ္မတကသရဝမန္တမြကိုပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့ အတိုင်းအတာတစ်ခုရှိတယ်။ထာဝရပိုင်ဆိုင်မှုသည်ကံတားလင်ဖြစ်တယ်။တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာ။ယံကမံကရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတထာတာဘောဟိတန္တိကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်ကုသိုလ်လှုပ်လှုပ်အကုသိုလ်လှုပ်လှုပ်လှုပ်သည်များတည်းရဲ့ အကျိုးဆက်အမွေရဇက်ကိုဘယ်သူခံရတော့ဆိုလို့သူပဲခံရမယ်လို့ဒီလိုဆိုအဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူ့ဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ် အတ္တဟိတပရဟိတကိုယ်ကလည်းအကျိုးမပြုဘူးသူတော်ကလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်းမဲဒီလိုဆိုလိုတာပေါ့ပြောတဲ့အခါမှာလည်းသူသူများကလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လုံလို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကလည်းအကျိုးပြုတဲ့အလုံမျိုးကိုပဲလုံမယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတယ် တတ္တမကရေယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှင်ကိုနဲ့အတူပါလာတာကံသာဖြစ်တော့ချောင်းတဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတမိုးရှိမဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါနိစ္စယံတံပရာယိကာ တမလုံးမောမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိပဋိဌာဟောတိပါနေတာကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှိရင်ပြုလို့သူတရားတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာအမေလည်းအာကိုအာမမဟုတ်ဘူးအဖေလည်းအာကိုအာမမဟုတ်ဘူးမိသားစုလည်းအာကိုအာမမဟုတ်ဘူး ကိုလုံးတဲ့ကံတရားဒီတာလဲကိုယ့်ရဲ့အာကိုအာထာရဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာအတိလင်းဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင် သူတော်စင်တို့ဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ဗော